Hello collectively အားလုံးပဲမင်္ဂလာပါရှင်ဆိုတော့ဒီ reading လေးကဒါ collective reading လေးပေါ့နော် collective reading လေးကလတ်တလာရဲ့နောက်ဆုံးအပတ်စနေနေ့တိုင်းမှာတင်နေပေါ့နော်ဆိုတော့စောင့်ကြည့်လို့ရရယ် Okay အဲ့တော့အခုပေါ့နော်လောလောဆယ်ရောအဲ့လိုသူတို့ကိုယ်ကိုချစ်သေးလားဆိုတာမျိုးကြည့်ချင်တဲ့ energy မျိုးရတယ် collective reading เนี่ยခေါင်းစဉ်အတီးကြတော့မရှိဘူးပေါ့เนาะဒီကက်တင်မှာပါတာကိုကြည့်ပြီးတော့မှာ video ပြန်တင်တော့မှာခေါင်းစဉ်ထည့်ပေးရဆိုတော့လေ တချို့နေရာတွေကျတော့လေဒီတိုင်းပဲအဲ့လို energy ရတာကိုကြီးလိုက်တာမျိုးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ collective တွေကဟိုရွေးချယ်စရာဖိုင်သုံးခုလည်းမရှိဘူးဟိုဒီကြည့်ရတဲ့သူတွေကဒီလူတွေပဲထက်နေရဖြစ်တဲ့အတွက်ဒီ energy တွေပဲပေါ့နော်ဆိုတော့ okay အဲ့တော့ collective တွေကိုတစ်ဖက်လူကချစ်နေသေးလားဆိုတာလေးကိုတစ်ချက်ကြည့်မယ်နော်ဆိုတော့ဒီ collective region ကိုချစ်နေတဲ့လူတွေတစ်ဖက်လူကကိုယ့်ကိုချစ်နေပြီလား collective region ချင်းမျိုးလူတွေအတွက်တစ်ခါလူပါကိုချင်းနေသေးလား ်နေသည်လားဆိုလို့ရှိရင်တော့အဓိကကတော့သူ့မှာကလေတခြားအဲ့လိုရွေးချယ်စရာကြီးလည်းရှိနေတယ်ဆိုရယ်ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးတွေးရရဲ um okay အဲ့တော့သူ့စိတ်တရားကတော့ stable မဟုတ်ဘူးပေါ့နော်ကိုယ့်ကို move on ချင်နေရဲ့စိတ်ကြီးလည်းရှိသလိုမျိုးအချစ်နေသေးတယ်ပြန်လိုက်မယ်ဆိုရယ်စိတ်ပေါ့နော်အဲ့လိုစိတ်လေးကြီးကလည်းရှိသေးတယ်လို့မြင်နေအဲ့တော့100%ကြီး move on လုပ်သွားတာမျိုးတော့မဟုတ်သေးဘူးပေါ့နော်အဲ့လိုမျိုးလေးရောတွေးထားတယ် ဆိုတော့100% remove လုပ်သွားမျိုးမဟုတ်သေးဘူးတစ်ဖက်လူကလေအဓိကပြောချင်တာကတော့သူ့မှာပေါ်တော့တခြားအဲ့လို option တွေရှိနေတယ်ဆိုရယ်ပုံစံမျိုးတွေ့ရတယ်အဲ maybe တခြားတယောက်ပေါ်တော့သူနဲ့စကားပြောရလူရှိနေရမျိုးပဲဖြစ်ဖြစ်အဲ့လို option တွေရှိနေတယ်ဆိုရယ်ပုံစံပေါ်တော့အဲ့လိုပုံစံမျိုးတွေ့ရတယ်ဒါပေမဲ့လीအဲကိုကိုတော့လုံးဝ move on မဖြစ်သေးဘူးပေါ့နော်ဒီ relationship ကိုနဲ့ relationship ကိုအဲစုပ်ကိုင်းထားတော့မယ် hold လုပ်ထားတော့မယ် um ပြောရမယ်ဆိုလို့ရှိရင်သူ့စီမှာအဆင်ပြေခြင်းနဲ့စိတ်ပေါ့เนาะအဲ့လိုစိတ်ကလေးကတော့ရှီကောင်းရှိနေသေးတယ်စင်ပြေခြင်းနဲ့ကိုဘက်ကစပြီးရောစကားရေတော့ပြောမယ်ကိုဘက်ကစပြီးရော move လုပ်မယ်ဆိုလို့ရှိရင်ကအဲအစင်ပြေတယ်အဲတယောက်စီမဟုတ်ဘဲနဲ့ကိုဘက်ကိုစိတ်ပြန်လဲလာမယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးရောရှိရယ်အဲနှစ်ယောက်ကြားရဲ့မှာလေအနောက်အချက်တရားရှိကိုရှိရပါပေါ့နော် အဲ့လိုသူ့ဘက်ကလည်းဖြစ်နိုင်နေကိုဘက်ကလည်းဖြစ်နိုင်နေအဲ့လိုအနောက်ရှက်တွေကိုဘက်ကလည်းအဲ့လိုသဘောမတူရဲ့တငင်ချင်းတွေပါရရှိကောင်းရှိလိမ့်မယ်ပေါ့အဲ့လိုပဲသူ့ဘက်ကလည်းအဲ့လိုမျိုးသဘောမတူရဲ့လူတွေနော်အဲတငင်ချင်းတွေမိသားစုအတိုင်းဝိုင်းတွေမိပြီးရှိချင်လည်းရှိနေလိမ့်မယ်နှစ်ယောက်ကြားရဲ့မှာလေအဲအတိုက်ခိုက်တွေရမ်းများရဲ့ပူလောင်စရာများရဲ့ပေါ့နော် အမှန်တိုင်းပြောလို့ရှိရင်တော့တစ်ဖက်လူကဒီ relationship ကို release လုပ်ချင်နေပြီ move on လုပ်ချင်နေပြီပေါ့နော်ဒါမဲ့လေမလုံနိုင်သေးတာပေါ့အဲ့လိုပုံစံမျိုးပို့ပြီးတော့ energy ရရအဲမလုံနိုင်သေးတာလို့ပို့ပြီးတော့မြင်နေပေါ့နော်မလုံချင်တာအထက်အဲ့လိုမလုံနိုင်သေးဘူးပေါ့ move on မလုံနိုင်သေးဘူးလုံးဝ ပြက်ထားရလဲအရင်မကြသေးဘူးဆိုလို့ရှိရင် move on ပုံမလုံးနိုင်သေးဘူးပေါ့เนาะအဲ့လိုပုံစံမျိုးလေးတွေ့ရတယ်။အဲပြီးတော့ six of pentacles သူကအခုနပြောလိုမျိုးပဲ option များအမျိုးရှိတယ်။အဲသူ့ကိုလာကြိုက်တဲ့သူတွေပဲဖြစ်ဖြစ်ဒါမှမဟုတ် तू ကကြိုက်လိုက်လို့ရှိရင်ဟိုလိုက်လို့ရနေတဲ့လူပဲဖြစ်ဖြစ်အဲ့လိုမျိုးပေါ့เนาะ တစ်ဖက်လူက option များရဲ့ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်ဒါပေမဲ့ကိုနဲ့ relationship ကိုလုံးဝ move on မလုပ်နိုင်သေးဘူးအဲအတွက်ကြောင့်မလို့အချစ်တွေရတော့ကိုယ့်စီမှာရှိနေသေးတယ်အချစ်ထက် memories တွေကိုပို့ပြီးတော့တတိယအဲ့လိုပြောလို့ရတယ်အဲ့လိုအတိတ်ကအကြောင်းအရာတွေအဖြစ်အပျက်တွေအာအမှတ်တရတွေเนาะအဲ့လိုမျိုးလေးတွေကိုပြန်ပြီးတော့တတိယရဲ့ပုံစံမျိုး ဲ့လိုမျိုးပို့ပြီး energy ရတယ်။ဆိုတော့သူတို့ကကိုယ့်ကိုချစ်နေသေးလားဆိုလို့ရှိရင်တော့ချစ်တာရောရှိသေးရဲ့ဒါပေမဲ့တန်ရုံးစင်ကတော့ပို့တယ်ပေါ့နော်။အဲ့လို memories တွေကိုသတိရတာပို့တယ်။အဲ့လိုပုံစံမျိုးလေးကိုတွေ့ထားတယ်။ Okay အဲ့တော့တစ်ဖက်လူရဲ့ energy လေးဒါလေးကြီးကြားမလဲတော့မသိဘူးပေါ့နော်အဲတစ်ဖက်လူရဲ့ energy လေးကိုတစ်ချက်ကြည့်မယ်တွေ့ရဲ့ဥစ္စာကိုပြောပြမယ်ဆိုတော့ဒီဟာကတော့ခေါင်းစဉ်အတီကြမဟုတ်ပေါ့နော်ကက်တွေထုတ်တဲ့အချိန်မှာကိုရှားတဲ့ energy ကိုပြောရဲ collective freedom ဖြစ်တယ် နှစ်ယောက်ကလေးပြန်အဆင်ပြေလိမ့်မယ်အဲ့လိုကိုဘက်ကစကားစသွားပြောတာမျိုးပဲဖြစ်ဖြစ်သွားခေါ်တာမျိုးပဲဖြစ်ဖြစ်လှုပ်လို့ရတယ်ကိုဘက်ကစပြီးတော့ပြန်ခေါ်မယ်ကိုဘက်ကစပြီးတော့ပြန်ပြောမယ်ဆိုလို့ရှိရင်လေသူ့ဘက်ကအဆင်ပြေခြင်းနဲ့အဆင်ပြေခြင်းနဲ့စိတ်ရှိသေးတယ်ပေါ့နော်အဲ့တော့အဆင်ပြေအောင်နေခြင်းနဲ့ဆိုရယ်ပုံစံမျိုးလေးယူတော့လေသွားပြီးတော့တွေ့ရတယ် အဲ့လိုနှစ်ယောက်ကပေါ့နော်အတိတ်ကဖြစ်ပျက်ခဲ့ရတယ်ကိုမေ့ပြီးတော့အဲအတိတ်ကနေပြန်စားကြရမျိုးအစကနေပြန်စားကြရမျိုးဖြစ်နိုင်တယ်ဟိုသူလည်းသူပြင်ဆင်စရာရှိရပြင်ဆင်ပြီးတော့ကိုယ့်စီကိုပြန်လာတာမျိုးပေါ့နော်ပြန်လာရဲ့အချိန်မှာလည်းတကယ်ပြင်ဆင်ထားတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်ဆိုတော့အန်ဒီ relationship တမားတွေကဆုံးတော့မဆုံးသေးဘူးပေါ့နော်ရေဆက်တွေကတော့ရှိသေးတယ်နှစ်ယောက်ရဲ့ connection နဲ့မှာလीအ ဆိုတော့ तू ကတော့ပြန်လာခြင်းနဲ့ဒါပေမဲ့ကိုဘက်ကစပြီးတော့ move လုပ်သွားလိမ့်မယ်ပြန်လာလိမ့်မယ်ပေါ့နော် the full circle အရာအဲ့လိုကိုရဲ့ life ကအတိတ်ကနေပြန်ဆရတာမျိုးအဲ့လိုပုံစံမျိုးလေးဖြစ်တတ်တယ်ဒီနေ့ရ relationship အတိတ်ကနေပြန်ဆရတယ်လို့မြင်တယ်ပေါ့နော် so okay um အမှန်တမ်းပြောရလို့ရှင်ရဒီလိုမျိုး ပြန်ဆရဲဆိုတာကိုကသူ့ကိုလုံးဝ move on လုပ်ပြီးတော့အစ်စ်ကနေပြန်ဆရတာမျိုးတည်မလားနောက်ထပ် relationship တစ်ခုကို change လုပ်သွားတာမျိုးလည်းဖြစ်နိုင်တယ်ဒါပေမဲ့လေဒီ collective reading နေမှာအဲ့လို energy မရဘဲနဲ့ဒီလူနဲ့ပဲအစ်စ်ကနေပြန်ဆရမယ်အဲ energy မျိုးပေါ့နော်အဲ့လိုမျိုး60ရာခိုင်နှုန်းလောက်ရတယ်ဆိုတော့ကြံတဲ့ဒီ collective တွေရဲ့တရာမှာ60လောက်ကတော့ x နဲ့ပြန်ဆောင်ရမယ်ကြံတဲ့10%ကတော့ maybe အဲ့လို move on လုပ်သွားပြီးတော့နောက်ထပ် relationship အသက်စာမျိုးလေးဖြစ်နိုင်တယ်ဒါပေမဲ့လေ x နဲ့ပြန်ပြီးတော့အဆင်ပြေဖို့အများရတယ်เนาะအမှန်တိုင်းပြောရလို့ရှင်လေ so okay so the collective leaving เนาะ the collective leaving ရဲ့တစ်ဖက်လို energy ကလေးဖြစ်နေလေ 3 of cups အဲ့နှစ်ယောက်ကြားမှာတော့တေချာပေါအနောက်အရှက်ရှိနေရဲဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်။သက်ပါတီဝင်နေရဲ့ပုံစံပေါ့နော်။ maybe သူ့ဘက်ကလည်းဖြစ်နိုင်တယ်၊ကိုယ့်ဘက်ကလည်းဖြစ်နိုင်တယ်ခုနပြောသလိုမျိုးပဲ။ဒါမဲ့လေအဲ့လိုသက်ပါတီဝင်နေဆိုတဲ့နေရာမှာလည်းအချိန်ခါနဲ့ပြီးတော့သက်ပါတီကဘယ်သူလဲဆိုတာမျိုးဟာလည်းရှိသေးရဲ့ပေါ့နော်။ ဟိုဒီ relationship နှစ်ယောက်ကြောင်းနောက်တစ်ယောက်ဝင်လာတိုင်းတော့ပြတ်တာမျိုးမဟုတ်ဘူးအဲနောက်တစ်ယောက်ကြောင်းလည်းပြတ်မှာမျိုးပဲမဟုတ်ဘူးပေါ့ဒီနှစ်ယောက်ကဘလို့ပဲဖြစ်ဖြစ်ရည်စက်တွေရှိနေသေးရယ်ဆိုနောက်တစ်ယောက်နဲ့အကယ်၍ညှိဝါးခဲ့ရင်တော့မှပြန်ရောက်လာလိမ့်မယ်အဲလိုညှိဖို့လည်းအရင် chance မရလိုက်ဘူးလို့လည်းမြင်နေပေါ့နော်အဲတော့ကိုယ့်စီပဲပြန်ရောက်လာလိမ့်မယ်တိတ်တိတ်မမတ်ကြီးကိုလေအရင်ရောစိတ်မပူစေချင်ဘူးနော်ဒီ collective တွေ Okay. อืม queen of swords เออกูอ่ะเลยกูลงเสียชื่ออ่ะเลยเดี๋ยวลงพี่ย่อเว้ยตู่สร้างนี่ป้อเนาะเอ่อกูบักก็ move ตัวลงอ่ะเลยมั้ย fast move ဖြစ်ๆไอ้โหลမျိုးป้อเนาะถ้าไม่รู้ဆိုရင်လဲกูบ่รู้ပြောมั้ย main คลีဆိုရင်ခေစကားเนี่ยပြောရင်ရေလာမြောင်းပေးလောက်တာမျိုးသိရဲ့မလားယောက်ျားလေးဆိုရင်လဲตั้วပြီးတော့ land ဖောက်တာမျိုးไอ้โหลမျိုးလေးတော့လုတ်ပေးရမယ် move တော့လုတ်ရမယ်ပေါ့နော်ကိုဘက်ကလေအကယ်၍ move လုတ်ပြီးွားရည်ဆိုလို့ရှင်တော့သူ့ဘက်ကအခြေအနေကိုစောင့်ကြည့်ရုံပဲအဲသူ့ဘက်ကလည်းနောက်ပိုင်းနေကိုစီကိုရောက်လာပါလိမ့်မယ်သိလားအဲ့လိုမျိုးလေး long distance တော့မဖြစ်သေးဘူးပေါ့နော် ti period အတွင်းမှာ uh collective reading လေးတွေကလေဒါကိုကြည့်နေတဲ့ period ပေါ့နော်ကိုကြည့်နေတဲ့ကာလတစ်ခုပဲဒါ energy မိရယ်ဆိုလို့ရှိရင် hobby อ่ะပေါ့နော်ဟိုလိုမျိုးကြီး long term ဟိုအရှေ့ကြီးကိုသွားရတော့မဟုတ်ဘူး d collective reading ပြောရအောင်เนาะအခုကြည့်နေတဲ့ video ပြောအရင် collective reading နေမှာတော့ဟို energy ရတဲ့အတိုင်းတော့ပြောခဲ့တယ် အဲ long term ဆိုလဲ long term short term ဆိုလဲ short term ပေါ့နော်ဒါလေးကတော့အရင် long term တော့အဲဖြစ်မနေဘူးလို့ထင်တယ်ဒီကိုကြည့်ရဲ့အချိန်ကနေစပြီးတော့တစ်လနှစ်လဝင်ကျင်ပေါ့နော်ပြန်တော့လာလိမ့်မယ် um ရေရှည်အဆင်ပြေမပြေတော့ဒီမှာမပေါ်ဘူးတက်ပါတီကလည်းဝင်နိုင်ချေရှိတယ်ဒါပေမဲ့ကိုဘက်က move ကမြန်ရင်မြန်သလောက်တော့တက်ပါတီကိုတားနိုင်လိမ့်မယ်ပေါ့နော်အဲ့လိုတက်ပါတီရှိနေပြီဘာညာဆိုရင်လည်း ritual လုပ်တာတွေပါပြီးလုပ်လို့ရရမယ် so okay ထပ်ပြီးတော့ကြည့်မယ်ဒီ collectively အတွက် ါဒါလေးကတော့ pocket tarot လေးပေါ့နော်ဆိုတော့ဒီ collective လေးတွေ့ Okay ဘာကလေးကြာလာမလဲပေါ့နော်ကြာလာရဲ့ပုံမှန်မူတည်ပြီးတော့ energy ရလေးကိုပြောမယ် consider တော့ဒီ relationship ကိုပြန်ဆဖို့ပေါ့เนาะပြန်ဆဖို့ဆိုလို့ရှိရင်ကိုယ့်ဘက်ကစဉ်းစားပါအဲကိုတကယ်လိုချင်တာလားတကယ်ပျော်မှာလားသိရမလားတကယ်အဆင်ပြေမှာလားဆိုတော့စဉ်းစား okay အဲ့တော့ကိုဆုံးဖြတ်လိုက်တဲ့အရာတစ်ခုပေါ့မှာ result ကဘာရလာမလဲဆိုတာလေးကိုတစ်ချက်ကြည့်ချင်တယ်အဲ့ဒါလေးအရင်စိတ်ဝင်စားရပေါ့เนาะအခု collective freedom တွေလောက်ရတာလေအဲ့လို free ဖြစ်တယ်ကိုကြည့်ချင်တာကိုအဲကက်ဆွဲလိုက်ပြီးတော့ကိုရရဲ့ energy ကိုပြောလို့ရရပေါ့เนาะဒီ fire တွေရွေးရကြောက်လေးအမှန်တမ်းပြောရရင် အဲဖိုင်တစ်ခုချင်းစီမှာတော့ energy တွေကမတူဘူးဒါပေမဲ့နည်းနည်းလေး strict ဖြစ်တယ်အဲ့လိုခေါင်းစဉ်နဲ့ကြိုက်နေအောင်ဟောရတာဆိုတော့လေဒီ collective reading လေးတွေကအဲ့လိုကိုကတ်ဆွဲလိုက်ပြီးတော့မှကြိုက်ကတ်အပေါ်မြင်တဲ့အမြင်လေးပေါ့နော်အဲ့ဒါကိုဟောရအများကြီးဆိုတော့ဒီကိုရွေးချယ်လိုက်တဲ့ရွေးချယ်မှုကကောင်းမလားဆိုးမလားဆိုတာလေးကိုဒီ collective reading လေးနဲ့ကြည့်မယ်တစ်ချက်ကိုရွေးချယ်လိုက်တဲ့ရွေးချယ်မှုဆုံးဖြတ်ချက်က ကောင်းနိုင်မလားဆိုးနိုင်မလား โอเคတကယ်ပဲစမ်းနော်ပိုရွေးချယ်လိုက်တဲ့ရွေးချယ်မှုကကောင်းနိုင်မလားဆုံးနိုင်မလားโอเค8 of cups เออโกยွေးเฉไล่ได้ยွေးเฉมูอ่ะเลอกางบักก็တော့ผิดเลยมั้ยだใบแม้เฉิงตะคู่ส่งออกมาเนาะ ကောင်းဖို့အတွက်အချိန်တစ်ခုစောင့်ရမယ်ဆိုတဲ့ပုံစံမျိုးအခုထားလိုက်ပါရောเนาะအခုဒီပြန်တွဲမဲ့ relationship တွေအတွက်ပြောမယ်ဆိုရင်ပြန်တွဲမယ်ဒါပေမဲ့ချက်ချင်းကောင်းချင်မှာကောင်းမယ်ဒီကိုယ်ဖြစ်ခဲ့ရဟာကိုယ်နှစ်ယောက်အဆင်မပြေခဲ့ရဟာကို fix ရအောင်မှာပေါ့เนาะ အဲအဲ့လိုမျိုးတွေအဆင်မပြေခဲ့ရတွေကိုအဲပျောက်ပြက်သွားကျင်တာတဲ့အဲ့လိုသူ့စိတ်ထဲမှာခံစားရလဲတတစီကျင်တာမျိုးကိုလည်းတတစီကျင်တာမျိုးဆိုလို့ရှိရင် core cutting ritual ဆိုတဲ့ဟာမျိုးလေးလုပ်လို့ရတယ်ဒီ video မှာလीဒီ collective ကိုကြည့်နေတဲ့သူတွေပေါ့နော်အဲ့လိုမျိုးလေး ritual လုပ်လို့ရတယ် okay ဘလို့ပဲဖြစ်ဖြစ် ritual လုပ်တာမလုပ်တာဒါ page မှာ personally လာပြီးတော့စုံစမ်းလို့ရတယ်ပေါ့နော်စိတ်ဝင်စားရဆိုရင် recommendation တွေပြန်ပေးရယ်ဆိုတော့ဒီမှာလေ result ကဘယ်လိုဖြစ်မလဲဆိုတော့ကိုကစဉ်းစားတိတ်ချစဉ်းစားပြီးမှဆုံးဖြတ်လိုက်ဆုံးဖြတ်လိုက်တဲ့ result တစ်ခုကကောင်းတော့ကောင်းလိမ့်မယ်အမှန်တိုင်းပြောရင်ဒါပေမဲ့လေကောင်းလာဖို့အချိန်တစ်ခုရောက်ဖို့စောင့်ရမယ့်သဘောမှရှိနေရပေါ့နော်အဲ့လိုမျိုးလေးတော့တွေ့ရအောင် ကိုကဒီ connection ကိုလေးအဲ့လိုမျိုးစောင့်ရအောင်မယ်ကိုဖြစ်ချင်တဲ့အချိန်တိုအတွင်းမှာအမဖြစ်နိုင်သေးဘူးပေါ့နော်ဒီနှစ်ယောက်ပြန်အဆင်ပြေဖို့အတွက်ကအဲ့လိုမျိုးလေးအချိန်တစ်ခုကိုစောင့်ရမယ်ဆိုပုံစံမျိုးတွေ့ရင်အဲ့တော့ single ဖြစ်မဲ့သူတွေပေါ့ဥမာဒီ relationship ကိုလုံးဝ move on မီးသိရဲ့မလားတေးကြပြီ move on လုပ်လိုက်ပြီငါနောက်တစ်ယောက်ပဲ share တော့မယ်ဆိုရင်လူတွေကတော့ um နောက်ထပ် relationship အစ်စ်တစ်ခုရဖို့ကလည်းနည်းနည်းလေးတော့ကြားလိုက်မယ်ဒါပေမဲ့ရတဲ့အခါမှာလည်းကောင်းလိမ့်မယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးဆိုတော့ သေချာစဉ်းစားပြီးမှဆုံးဖြတ်ပါဆုံးဖြတ်တဲ့ result ကတော့ကောင်းနိုင်ပေမဲ့အဲ့လိုဆုံးဖြတ်တဲ့အချိန်မှာတော့ကိုနည်းနည်းလေးစိတ်မရှိဖြစ်တာလေး impatient ဖြစ်တာလေးပေါ့နော်ကိုဘက်ကအဲ့လိုစိတ်မရှိရလေးလောရရရောကြုံတွေ့ရလိမ့်မယ်အဲ့ဒါလေးတစ်ခုတော့တတိထားပေးနော်ဆိုတော့ universe ရဲ့ message um အဓိကတော့ဒါ self love ပေါ့နော်အဓိကကိုကိုကိုချစ်ဖို့အတွက်အဲ့လို message ပုံစံမျိုးပို့ပြီးရောက်တယ်ဆိုတော့ universe message ကဘာဖြစ်မလဲ connect with your SNRs တဲ့အဲ့အဓိကကိုက ritual လေးစိတ်ဝင်စားရဆိုလို့ရှိရင်လည်း DVD မှာ ritual လေးလုပ်လို့ရမယ်ဒီ collective လေး collective video ကြည့်နေတဲ့လူအများစုကတော့လေညီမစီမအရင်တော့ ritual client တွေပါလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့တောက်လျှောက်ကအဲလုပ်နေရဆိုတော့လေ ritual လုပ်တဲ့အပတ်စဉ်ပုံမှန်လုပ်ကြရတဲ့သူတွေကလည်းများတော့ဒီ collective တွေမှာတော့ပါမယ်လို့ထင်တယ် okay အဲ့တော့ဒီ collective တွေအတွက် a deep breath တေချာစဉ်းစားပါဆိုရပုံစံမျိုးပေါ့နော်တေချာ consider လုပ်ပါဆိုရပုံစံမျိုးလေးကိုပို့ပြီးတော့တွေ့ရတယ်ဆိုတော့ဒီဒီ relationship မှာဘယ်လိုမျိုးဆုံးဖြတ်ချက်ပဲချဒီဖြစ်စေကောင်းတာပဲဖြစ်စေမကောင်းတာပဲဖြစ်စေပြန်တွဲရပဲဖြစ်စေ move on တာပဲဖြစ်စေတကယ်ကိုတေချာမှာ yes or no ဆုံးဖြတ်ချက်တစ်ခုအချပါမသေးချာမီရာပဲနဲ့အော်ငါတော့အခု तू သူ့ကိုငါမို့ဖုန်းလိုက်မယ် तू ပြန်လာရင်တော့လက်ခံလိုက်မယ်အဲ့ဒါမသေးချာမီရာရဲ့ဟာပေါ့နော်တကယ် confirmation တစ်ခုရပြီ okay ပြတ်မလားမပြတ်ဘူးလား yes or no ပြတ်မယ်ဆိုရင်လည်းလုံးဝပြတ်မယ်မပြတ်ဘူးဆိုရင်လည်းလုံးဝပြန်ရအောင်လုပ်မယ်အဲ့လိုပုံစံမျိုးပေါ့နော်ပြန်ရတော့လာမှာပဲဆိုအရင်တော့စိတ်ပူစရာမရှိဘူး ကိုယ့်ကိုအေးစစ်စစ်လေးနေပြီးစောင့်ရုံပဲပေါ့နော်အဲ့လိုပုံစံမျိုးအဲ့တော့တေချာစဉ်းစားဖို့တော့လိုတယ်ဆိုတော့နောက်ဆုံးတစ်ချက်အမိနဲ့ဒီ collectively အတွက် universe ကပါပြောချင်လဲနောက်ဆုံးတစ်ချက်ဒီ collectively အတွက် universe ကပါပြောချင်လဲ okay အဓိကကတော့လေကိုကိုကိုပဲ focus လုပ်ပါပေါ့နော်ဒီဟာကတော့လေ self love ကတ်တွေဖြစ်တဲ့အတွက်ဒါတွေပဲကြမယ်လို့ထင်တယ်အဓိကကတော့တေချာစဉ်းစားဖို့တော့ဒီမှာ လုံးဝကြီးကိုကောကွန်းကွင်းပြသွားပေါ့နော်တခြားစဉ်းစားမယ်อืมဓာတ်ရဲ့အနှစ်ချုပ်ကလေးဘယ်လိုပြောရမလဲနှစ်ယောက်ကပြန်တော့အဆင်ပြေလိမ့်မယ်90ရာခိုင်နှုန်းပေါ့နော်ဒီ collective တည်း90ရာခိုင်နှုန်းမှာနှစ်ယောက်ကပြန်ပြီးတော့အဆင်ပြေလိမ့်မယ်ဒါပေမဲ့လေအလုံးဝကြီးအဲ့လိုမျိုးလောင်ထမ်းသွားဖို့ရေရှည်အဆင်ပြေဖို့အတွက်ကအချိန်တစ်ခုတော့စောင့်ရမယ်ပြောရရင်ပြဿနာအရာကိုဖြေရှင်းရအောင်ပဲပေါ့နော်ဒါပေမဲ့ပြန်လာလိမ့်မယ်အကယ်၍လုံးဝ move on လုပ်တဲ့လူတွေကတော့နောက်ထပ် relationship အသစ်တစ်ခုကတော်တော်လေးအဆင်ပြေလိမ့်မယ်ဒါပေမဲ့ကြာလိမ့်မယ်နော် အဲ့လိုမျိုးပေါ့အကောင့်နဲ့အစွန်နဲ့တွန်တွဲနေဒါမဲ့လေအာ single timely လဲရအောင်နေပေါ့နော်ကြာမယ်ဆိုတာလဲဟိုလိုမျိုးကြီးတစ်နှစ်နှစ်နှစ်လဲမဟုတ်ဘူးဒီမှာ3လလောက်ပေါ့နော်3-4လလောက်ပေါ့အဲ့လောက်တော့ကြာလိမ့်မယ် cost တာကိုကြည့်နေတဲ့အချိန်ကနေစပြီးတလားနှစ်လလောက်အတွင်းဒီ energy ကအသက်ဝင်နေလို့ပဲအခုက energy ရရပေါ့နော် long term တော့မဟုတ်တချို့ region တွေမှာ long term energy ရတယ်ဒီ collective ကတော့ short term energy ပဲရရဲဆိုတော့ပြန်တော့လာလိမ့်မယ်ဒီတလားနှစ်လအတွင်းအဲဒါပေမဲ့ကိုယ်ကတေချာစဉ်းစားဖို့လိုလိမ့်မယ်เนาะတေချာစဉ်းစားရခါမှလည်းအလို ritual လောက်တာမျိုးဒါမှမဟုတ်ဟိုတိုက်တော့ဒီကက်တီထုတ်ပြီးတိုင်မင်နာမျိုးเนาะတေချာ meditation တွေလုပ်ပြီးကိုယ့်ရဲ့ intuition ကိုနားထောင်တာမျိုးအဲ့လိုမျိုးလေးဆိုရင်เนาะပို့ပြီးအဆင်ပြေပါလိမ့်မယ်เนาะ ဆိုတော့ okay ဒါလေးကတော့ဒါ collective reading လေးတွေပေါ့နော်อืมဆိုတော့ DVD လေးကိုသုံးတိကြည့်ပေးကြရတဲ့အတွက်ကျေးဇူးအများကြီးတင်တယ်။သေချာလေးစဉ်းစားဖြစ်မယ်လို့လည်းထင်တယ် collective လေးပေါ့နော်။အကယ်၍တိုင်မင်ဂျင်နာရီပိုင်းဆိုလည်းညီမစီမှာ discussion time ယူပြီးတိုင်မင်လို့ရတယ်။အဲ ritual လေးကြီးလည်း recommend လုပ်တယ် ritual ပေး ritual လုပ်ချင်တယ်ဆိုလို့ရှင်လည်းလုပ်ပေးရပေါ့နော်။ energy check လုပ်ပြီးတော့အဆင်ပြေနိုင်တဲ့ energy များရဆိုရင်တော့ ritual လုပ်ပေးလို့ရှိပါတယ်။ ဆိုတော့ okay ဒါလေးကတော့ collective reading လေးပါဒီ reading ကိုအဆုံးထိကြည့်ပေးကြရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့နောက်ထပ် reading မှာပြန်ပြီးတော့တွေ့ကြမယ်နော်